ကျမ်းမာတော်မူကြပါစခင်ဗျာယခုချိန်မှစတင်ပြီးဒီကနေ့ဒီဇင်ဘာလ6ရက်နေ့ညနေခင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့ရေပေါ်လာရပါဒီ channel လေးကမြေပြင်ချင်းတွေကိုတင်ဆက်ပေးနေတဲ့သတင်း channel လေးဖြစ်တာကြောင့် like and subscribe လုပ်ထားဖို့လည်းဖိတ်ခေါ်လိုက်ပါရခင်ဗျာပထမအဦးဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့စစ်ပွဲတွေမှာ AI တုံးပြီးရန်သူရဲ့လှုပ်ရှားမှုကိုထောက်လှမ်းနိုင်မယ်လို့စစ်ခေါင်းဆောင်ပြောဆိုခဲ့ကြောင်းတင်ဆက်ပေးပါမယ် စစ်ပွဲတွေမှာဉာဏ်ရည်တု AI နည်းပညာစနစ်တွေကိုအသုံးပြုပြီးအချိန်နဲ့တပြေးညီတည်းချက်လက်တွေစုဆောင်နိုင်တဲ့အတွက်ရန်သူရဲ့လှုပ်ရှားမှုတွေကိုတိတိယောက်ယောက်ထောက်နှံနိုင်မယ့်အကြောင်းပြည်ဦးလွင်မှာလုပ်တဲ့ဗိုလ်လောင်စင်းပွဲမှာစစ်ကောင်းဆောင်ကပြောလိုက်ပါတယ်။လက်ရှိစစ်ဘက်ဆိုင်ရာသိပ္ပံတဲ့နည်းပညာတွေအလင်းအမြန်ဖွံ့ဖြိုးတိုးတက်လာတာကြောင့်ခေတ်သစ်စစ်ပွဲတွေမှာဥဆောင်ကိုကဲထင်းချုပ်တဲ့နည်းပညာတွေကိုလူရီအစား AI ကိုအသုံးပြုတဲ့အထိတိုးတက်လာပြီလို့ဆိုပြီးမင်းအွန်လိုင်းကမနေ့ကလုပ်တဲ့စစ်တပ်နည်းပညာတက္ကသိုလ်အမှတ်စဉ် 20ခုတင်းတဲ့စင်ပွဲမိကုံးမှာထေပြောခဲ့တာပါ AI နဲ့ပဲစိုက်ဘာတိုက်ခိုက်မှုတွေကိုမြန်မြန်ဆန်ဆန်ဖော်ထုတ်နိုင်ပြီးအချိန်မီတုံ့ပြန်ကာကွယ်သွားနိုင်တာဖြစ်လို့စစ်ဘက်ကွန်ရက်တွေရဲ့လုံခြုံရေးကိုအမြင့်ဆုံးအထိမြင့်တင်ပေးနိုင်မယ်ဆိုပြီးပါပြောပါတယ်ဒါအပြင်စစ်ပွဲတွေမှာ drone အသုံးပြုမှုများလာလို့တံပြန် drone နီးပြူဟာတွေကာကွယ်ဖို့နီလန်တွေကိုတိတိယောက်ယောက်အသုံးပြုနိုင်အောင်နီးပညာမျက်ခြေမပြတ်ဖို့လဲဗိုလ်လောင်းတွေကိုမှာခဲ့တာပါစစ်နီးပြူဟာကြွန့်ကျင်မှုလေကြောင်းတာလွန်မှုနဲ့ အီလက်ထရောနစ်နည်းပညာတလမှုလက်နက်ခဲယံတွေခင်မီကောင်းမမှု တိရောက်တိကျမှုတွေကစစ်ပွဲရဲ့အနိုင်အရှုံးကိုအတိကအဆုံးဖြတ်ပေးလာတယ်ဆိုပြီးပါစစ်ကောင်းဆောင်ကပြောပါတယ်စစ်တပ်ရဲ့လက်ရုံးဝန်ထမ်းတပ်ဖွဲ့တစ်ခုဖြစ်တဲ့စစ်အင်ဂျင်နီယာတပ်ဖွဲ့ဟာခြေလင်းစစ်တီတွေလိုပဲစစ်နည်းပြဟာပညာရက်တွေပါကျွမ်းကျင်တက်မြောက်ဖို့လိုတယ်ဆိုပြီးပါမှာသွားတာပါ စစ်ကောင်းဆောင်မင်းအောင်လှိုင်ဟာယခု2025ခုနှစ်တည်းတွာလာတဲ့သူ့ရဲ့တရုတ်ရုရှားနိုင်ငံခြားကြီးစင်တွေအတွင်းဒရုန်းလေယာဉ်စတဲ့စစ်လက်နက်ပစ္စည်းစက်ရုံတွေကိုစက်တိုက်လေ့လာခဲ့တယ်လို့ရုရှားတို့ MI38 ရဟရင်ကိုလည်းပထမဆုံးအချိန်ဝယ်ယူဖြစ်တင်လာပါတယ်။ဒါပြင်2025ခုနှစ်ကစလို့စစ်တရဲ့ဒုစစ်တွေမှာလေကြောင်းကို view တစ်ခုဖြစ်အုံပြူတိုက်ခိုက်တယ်လို့ဒရုန်းဤပညာကိုအစစ်မြစ်ကဒုစစ်စင်လာတာကိုလည်းတွေ့ရှိရကြောင်းစီးရေးစောင့်ကြည့်တဲ့အဖွဲ့တွေကထုတ်ပြန်ထားကြပါရခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးခြင်းတက်ကတော့ရှမ်းတောင်တိုက်ပွဲစစ်တပ်အရာရှိအပါအဝင်ကိုဦးသေးခဲ့ပြီးလက်နက်တွေတင်ဆက်ရမိခဲ့ကြောင်းတင်ဆက်ပေးပါမယ်။ရှမ်းပြည်နယ်တောင်ပိုင်းတိုက်ပွဲမှာစစ်ကောင်စီတပ်အရာရှိအပါအဝင်ကိုဦးသေးဆုံးခဲ့ပြီးနှစ်ဦးအရှင်ဖမ်းမိကလက်နက်တွေတင်ဆက်ရမိခဲ့တယ်လို့စစ်ရေးတရင်ရှင်းမြင့်နဲ့မြေပြင်ရဲဘော်တွေကပြောပါတယ်။ ရှမ်းတောင်ပင်လောင်းနဲ့ဖေကုံမြို့နယ်အဆက်ကကြေးရွာတွေကိုစစ်ကောင်စီတပ်နဲ့ PNO ပြည်သူစစ်တပ်ကထိုးစစ်ဆင်နေတာကြောင့်တော်လိုင်းအင်အားစုတွေနဲ့နေစဉ်တိုက်ပွဲဖြစ်နေတာလို့ဆိုပါတယ်။နေတိုင်းနေပါတိုက်ပွဲဖြစ်နေပါတယ်။ကျွန်တော်တို့နဲ့မဟာမိတ်ကင်းပေါက်တွေပေးနေရတာတွေရှိပါတယ်။စက္ခဘက်ကတော့အထူးကအကြဆုံးများပါတယ်။ပြည်ကြတဲ့ရက်ကတိုက်ပွဲမှာစက္ခကနှစ်ပွင့်နဲ့အရာရှိတကောင်အပါအဝင်မျက်မြင်ကိုးကောင်သိပါတယ်အရှင်နှစ်ကောင်ကိုလည်းကျွန်တော်တို့ဘက်ကဖမ်းမိတာရှိပါတယ်လို့မြေပြင်ရဲဘော်တအူးကဆိုပါတယ် ဒါပြင်လက်နက်စစ်လက်နက်စစ်တုံးပစ္စည်းတွေတင်စေရရှိထားတယ်လို့လည်းသူကပြောပါတယ်လက်နက်ကြီးတွေ drone တွေစူးစိုက်အသေးခံ drone တွေနဲ့နေတိုင်းတုံးပြီးရန်တန်ထုနေပါတယ်တောင်စလုံးရွာကိုတော့စစ်အုပ်စုကမီးရှို့နေတာတွေရှိတယ်လို့ရှမ်းပြည်တောင်ပိုင်းစည်ရေးတရင်ချင်းမြစ်ကပြောပါတယ်ပြီးခဲ့တဲ့နိုဝင်ဘာလကဖေကုံမြို့နယ်ဘောရင်ကြီးရွာနီးတိုက်ပွဲတွေမှာ PNO ဘက်ကဗိုလ်မှူး3ဦးတေဆုံးခဲ့ပြီးတပ်သားအဆင့်တေဆုံးသူတွေများတယ်လို့ပအိုစည်ရေးတရင်ချင်းမြစ်ကပြောပါတယ် ော်တိုဘားလဒုတိယပတ်ကစလို့စစ်ကောင်စီတပ်နဲ့ PNO ပြည်သူ့စစ်ကအင်အား900ခန့်အုံပြုပြီးပင်လောင်းနဲ့ဖေကုံမြို့နယ်ဘက်ကိုစစ်ကြောင်းထိုးနေတာပါရွှေကောက်ပွဲနဲ့ဂရင်းနီဝင်ပေါက်ဖြစ်နေတာကြောင့်လို့ရန်တောင်စီးရီတရင်ရင့်မြက်ကစစ်အုပ်စုစစ်ကြောင်းထုံးမှုနဲ့ပတ်သက်လို့တုံ့တက်ပါတယ်စစ်ကောင်စီတပ်ကလက်နက်ကြီးတွေနဲ့ပြစ်ခတ်တာတွေကြောင့်ပြည်သူတွေအနေနဲ့လုံခြုံစွာနေဖို့နဲ့လုံခြုံစွာသွားလာဖို့မိုးပြေလင်းယုံတပ်ဖွဲ့ကထုတ်ပြန်ထားပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးချင်တာကတော့မမော်မြိုသိန်းတိုက်ပွဲစီးအောင်မြင်တဲ့အထိတိုက်ခိုက်သွားမယ်လို့ KIU ပြောကြားတင်ဆက်ပေးပါမယ်ကချင်ပြည်နယ်ရဲ့ဒုတိယမြို့တော်မမော်မြိုသိန်းတိုက်ပွဲကိုစီရေအောင်မြင်တော်တဲ့အထိဆက်လက်တိုက်ခိုက်သွားမှာဖြစ်တဲ့အတွက်ပြည်သူလူထုတွေအားလုံးစက်ပြီးပူးပေါင်းပါဝင်ပေးကြဖို့ KIO ကပြောဆိုလိုက်ပါတယ်။ EAWR မြစ်အရှိတ်ချမ်းမှာနောက်ဆုံးကြံရှိနေတဲ့မမော်မြို့ကိုအပြစ်သက်သိမ်းပိုင်နိုင်ဖို့ KIA နဲ့တော်လိုင်းပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့2024ခုနှစ်ဒီဇင်ဘာလ4ရက်နေ့မှာမြို့သိမ်းတိုက်ပွဲပေါ်ဆောင်လိုက်တာဖြစ်ပါတယ်။ယခု2025ခုနှစ်ဒီဇင်ဘာလ4ရက်နေ့မှာမြို့သိမ်းတိုက်ပွဲတစ်နှစ်ပြည့်သွားတဲ့အထိဗမော်မြို့တွင်နန်ဖာတာမိုင်းလုံဗမော်တက္ကသိုလ်မှာရှိတဲ့လမ်းကြောင်းတစ်လျှောက်နဲ့ဗမော်မိုးမောက်သွားတဲ့နှစ်မိုင်သုံးမိုင်ခလာရ49တွာလန်တလျှောက်စတဲ့နေရာတွေမှာတိုက်ပွဲတွေရပ်တန့်သွားခြင်းမရှိဘဲနေ့စဉ်တိုက်ပွဲတွေဆက်ဖြစ်နေစေဖြစ်တယ်လို့သိရှိရပါတယ် ဗမော်မျိုးသိန်းတိုက်ပွဲမပြီးမချင်းစစ်ရေးအနိုင်ရရှိသွားတဲ့အထိဆက်ပြီးတိုက်ပွဲဝင်သွားမှာဖြစ်တယ်လို့ KIO သတင်းနဲ့ပြန်ကြားရေးတာဝန်ခံပူမူကြီးနော်ဘူးကပြောပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးကြတာကတော့ချင်းမြောက်ပိုင်းစစ်ကောင်စီထိုးစစ်ချိန်မုံနိုင်ပြီးစစ်တုံးပန်းနဲ့လက်နက်တွေတင်စေရရှိတယ်လို့ PDF ဇူလန်စစ်ဦးစီးချုပ်ပြောဆိုခဲ့ကြောင်းတင်ဆက်ပေးပါမယ် ချင်းပြည်နယ်တီတိမ်မြို့နယ်နဲ့ဗလန်းမြို့နယ်တွေမှာစစ်ကောင်စီတပ်ကစစ်အင်အားအလုံးအရင်ထိုးစစ်ဆင်လာလို့တိုက်ပွဲတွေဖြစ်ပွားခဲ့ရမှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေများစွာကိုချေမှုန့်နိုင်ခဲ့တယ်လို့စစ်တုံးဘန်းတွေနဲ့လက်နက်ခဲယံတွေတင်ဆက်ရမိခဲ့ကြောင်းချင်းညီနောင်အဖွဲ့ဝင် PDF ဆိုလန်းတပ်ဖွဲ့စစ်ဦးစီးချုပ်ကိုကီးတွင်ကပြောပါတယ်ဒီကနေ့ဒီဇင်ဘာလ6ရက်နေ့မနက်မှာပြုလုပ်ခဲ့တဲ့ချင်းညီနောင်ရဲ့ရန်ပုံငွေရှာဖွေပွဲမှာ ကျင်းမြောက်ပိုင်းစီးရဲအခြေအနေကိုအတိပေးကြတာဖြစ်ပြီးရန်သူဘက်က drone အပါအဝင်ဤပညာအသုံးပြုတိုက်ခိုက်မှုတိုးတက်လာပေမယ့်တော်လိုင်းရဲဘော်တွေဘက်ကစိတ်သက်ခံယူချက်ကိုရိုက်ချိုးလို့မရဘူးလို့ပြောပါတယ်လွတ်လပ်ခြင်းတဲ့ဆန္ဒတနိုင်ငံလုံးလွတ်မြောက်ရေးပြည်နယ်လွတ်မြောက်ရေးစက္ကစကင်းစင်ရေးဟာအောက်ခြေရဲဘော်တွေရဲ့စိတ်တဲထိရောက်ရှိနေတာဖြစ်လို့စစ်ကောင်စီအပြည့်မချေမုန်းနိုင်သေးတာတောင်အထက်အလျောက်ဟန်တာနိုင်ခဲ့ပြီးအောင်ပွဲအချို့ရခဲ့တယ်လို့စစ်ဦးစီးချုပ်ကိုကီတွင်ကပြောပါတယ် စစ်ကောင်စီတပ်ဟာအော်တိုဘားလကုံဘိုင်းမှာတီးတိမ်မြို့ကိုရဟရင်နဲ့အင်အားပို့လာခြင်းအတွေ့များခဲ့ပေမဲ့တုံတက်ကြည်ဘကစစ်တပ်ကမြေပြင်ထိုးစစ်မဆင်နိုင်လို့လေကြောင်းကစစ်အင်အားဖြင့်ထိုးစစ်ဆင်တဲ့ viewer ကိုတုံးလာခြင်းဖြစ်တယ်လို့ PDF ဇိုလန်စစ်ဦးစီးချုပ်ကပြောပါတယ်။ငကူကဒီနှစ်အတွင်းမှာပဲကလေးကနေတရင်တုံရင်တက်လာတယ်။ကျွန်တော်တို့အားလုံးပူးပေါင်းပြီးမှတိုက်ကြတယ်တရင်တုံရင်ကတက်လန်သွားတယ်။ပြည်တွင်ပြည်ပကပြည်သူတွေရဲ့စူတောင်းပေးမှုထောက်ပို့လုပ်ပေးမှုကြောင့်ကျွန်တော်တို့အောင်ပွဲတွေရခဲ့ပါတယ်။ တရင်သုံးရင်ဆိုတော့နေနဲ့ပမာဏမဟုတ်ဘူးလို့ PDF ဇိုလန်စီဦးစီးချုပ်ကပြောပါတယ်ကလေးတီးတိမ်လမ်းမကြီးတိုင်းထိုးစစ်စင်ရမကိုတွေးကြောင်သွားလို့တီးတိမ်မှာအင်အားချနှစ်ဖက်ညက်ထိုးဖို့လှုံ့ဆော်လာတာဖြစ်ပြီးစစ်ကောင်စီတပ်စစ်ကြောင်းကိုတိုက်ခိုက်ရမှာလက်နက်ခင်းရံတွေရရှိခဲ့တယ်လို့ပြောပါတယ်ရန်သူဘက်ကလက်နက်တွေလက်နက်ကြီးတွေဗျူဟာမြောက်တဲ့လက်နက်တွေလည်းရတယ်ပြီးတော့ဒီစစ်ကြောင်းကိုမတားနိုင်တဲ့အစုံမှာတီးတိမ်ကျူစူပါအိမ်မှာတက်ဆွဲထားတဲ့ဟာပြန်ပြီးမှခြေမုံနိုင်ပါတယ် ခြေမုံတဲ့အချိန်မှာရတုဘက်ကကာဒစီအပါဝင်လက်နက်ခေယံဘုံဒီတွေကတော့တော်တော်တိမ်မိတယ်စစ်ကြောင်းမှာကျွန်တော်တို့ဘက်ကကြံဆုံရဲဘော်နှစ်ယောက်ရှိတယ်ရန်သူဘက်ကတော်တော်အထီးကိုင်များတယ်ပြီးရင်စစ်တုံးဘန်းတွေလည်းဖမ်းမိထားတယ်စစ်ကြောင်းထိုးထုံးကလည်းစစ်တုံးဘန်းတွေမိထားတယ်တီတိန်ကျူစုပါဤကိုတိုက်တွန်းကလည်းစစ်တုံးဘန်းတွေဖမ်းမိထားတယ်လို့စစ်ဦးစီးချုပ်ကိုကီးတွင်ကပြောပါတယ်လက်ရှိကနေဒီတောင်ချီမှာစစ်ကောင်စီတက်စည်းရေးလှုပ်ရှားနေတာရှိတယ်လို့တိုင်းငင်ဘက်မှာလည်းဖလန်းမျိုးဘက်ကိုဦးတည်တဲ့စစ်ကြောင်းက ဘာလို့အနီအနားတဝိုက်လှောက်ရှားနေတယ်လို့တော်လိုင်းတပ်ပေါင်းစုတွေကအကောင်းဆုံးစူးစမ်းခုခံနေကြောင်းအတည်ပြုပါတယ်။ကြီးကြီးနောက်တာဝန်ရှိသူဖြစ်တဲ့ကိုစလိုင်းကလည်းအားလုံးတိကျတဲ့အတိုင်းပဲအခုအနေထားမှာချင်းပြီမှာစစ်ကောင်စီကနေပြီးတော့မှသူတို့ရွေးကောက်ပွဲလုပ်နိုင်ဖို့အတွက်ဆိုပြီးတကယ်ကိုအပြင်းထန်ထိုးစစ်ဆင်နေတယ်။တီတိန်နဲ့ဖလန့်နေတဲ့မှာဆိုရင်တိုက်ပွဲတွေတော်တော်လေးပြင်းပြင်းထန်ထန်ရှိတယ်။ ျွန်တော်တို့စီးရေးကိစ္စတွေဖြစ်တဲ့အတွက်များသောအားဖြင့်သတင်းထုတ်ပြန်မှုတွေမရှိပေမဲ့စစ်ကောင်စီကနေတိုင်းလိုလိုဝိုင်းတွင်းနဲ့ Jet Fighter လေယာဉ်တွေနဲ့ဘုံးနဲ့ကျဲစစ်ကြောင်းအများကြီးနဲ့ကျွန်တော်တို့ကိုအပြင်းထန်ထိုးစစ်ဆင်နေတယ်လို့ပြောပါတယ်စစ်ကောင်စီတပ်ထိုးစစ်ကိုချင်းညီနောင်ရဲဘော်တွေအနေနဲ့တတ်နိုင်သလောက်ခုခံတိုက်ခိုက်နေပြီးတင်ပိုက်ထားတဲ့ဖလန်မျိုးနဲ့နေမြေတွေပြန်မပေးရအောင်တတ်နိုင်သလောက်ကာကွယ်နေတယ်လို့ကိုစလိုက်ကပြောပါတယ်အဲဒါကြောင့်ချင်းညီနောင်အပအဝင်ຫນွေဦးတော်လိုင်းရဲ့ဟာပြည်သူထောက်ပံ့မှုနဲ့တွန်းနေတာဖြစ်လို့ ပြည်သူထောက်ပံ့မှုအမြဲတမ်းလိုအပ်နေကြောင်းလည်းအသိပေးပါတယ်။အခုအချိန်မှာဆိုပိုပြီးလိုအပ်ပါတယ်။ချင်းပြည်မြောက်ပိုင်းမှာဆိုရင်အခြေအနေတိုက်ပွဲတွေဖြစ်နေတယ်လို့တောင်ပိုင်းမှာဆိုရင်လည်းစစ်ကောင်စီကအညာဘက်ကနေတက်နေတဲ့လို့သူတို့ထူဖောက်ဖို့ကြိုးစားနေတယ်လို့လည်းကုစလိုင်းကပြည်သူတွေရဲ့ပံ့ပိုးမှုလိုအပ်တဲ့အခြေအနေကိုပြောပါတယ်။ချင်းကြီးတော်ဟာ2024ခုနှစ်ချင်းတောင်ပိုင်းကမတူပီမစ်တပ်ကံပက်လက်ကျင်တွင်းမြို့တွေကိုသိမ်းပိုက်ထားပြီးယခုနှစ်ညွေကာလမှာချင်းမြောက်ပိုင်းကဖလန်းမြို့ကိုသိမ်းပိုက်ထားတာဖြစ်ပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးခြင်းတကတော့တရုတ်နောက်တန်ယောင်လိုက်နေရပြီဆိုတဲ့ဆီယာလာဆိုးဝေးရဲ့သတင်းဆောင်ပါတစ်ပုဒ်ကိုတင်ဆက်ပေးပါမယ်။စီအိုစုဟာတရုတ်အပေါ်နိုင်ငံရင်းနဲ့ဇီဝိုင်းအရာတူး၍မိခိုလာနေရပြီး၎င်းတို့ရဲ့ရွေးကောက်ပွဲကိုထောက်ခံအတိအမှတ်ပြုရေးအာယုံထားနေရပုံကိုဂျပန်နဲ့တရုတ်အကြပြစ်တနာကိုတရုတ်ဖက်မှရက်တီကဂျပန်ကိုရှုတ်ချလိုက်ခြင်းဖြင့်ထက်၍တည်တာထင်ရှားလာခဲ့ရပါတယ်။နိုဝင်ဘာလ22ရက်နေ့မှာတရုတ်မှစညွန့်ချပေးထားတဲ့ စင်ဝါသတင်းဌာနနဲ့အင်တာဗျူးမှာစစ်အုပ်စုပြောခွင့်ရဇော်မင်းထွန်းကတူဂျိုဒီတမိုင်းမသင်ငန်းစာများသည့်အပြင်အာရှတခွင်၎င်းတို့ကျွလွန်ခဲ့တဲ့ပြည်မှုများအတွက်နောက်တရချင်းတာဝန်ယူခြင်းလည်းမရှိဘူးလို့ရှုတ်ချပြောဆိုသွားခဲ့ပါတယ်။မိမိတို့ဟာတရုတ်တနိုင်ငံဒေသရှိတဲ့ဆိုတဲ့မူကိုဆွဲကင်ထားပြီးတိုင်ဝမ်အရေးကိုပြင်ပဆွဖတ်မှုမှတ်သမျှစန့်ကျင်ကြောင်းပြောဆိုခဲ့ပါတယ်။ရန်ကုန်မှာရှိတဲ့တရုတ်တန်ယုံမှဇော်မင်းထွန်းရဲ့အပြောကိုဝမ်းသာအားရကြိုဆိုခဲ့တယ်လို့ ဟောင်ကောင်သတင်းစာ South China Morning Post မှာပါရှိပါတယ်။လီလာသူတွေကစီအိုစုမှထူးထူးပြောလာခြင်းဟာအံ့ဩစရာမဟုတ်တဲ့အပြင်တရားစီမံထားတဲ့လုပ်ရဖြစ်တယ်လို့ဆိုပါတယ်။စီအိုစုကလမ်းမဲ့ရွက်ကောက်ပွဲပြီးနိုင်ငံတွေရဲ့အတိမတ်ပြုခံရဖို့တရုတ်ရဲ့အကူအညီလိုအပ်နေပြီ။၎င်းတို့ဘက်ကလည်းနိုင်ငံအတွင်းမှာရှိတဲ့တရုတ်ရဲ့အကျိုးစီးပွားကိုကာကွယ်ပေးနေရတယ်လို့ဝေဖန်ခဲ့ပါတယ်။၎င်းတို့ရှင်တန်ရက်တီနိုင်ရေးအတွက်တရုတ်ရဲ့ထောက်ခံမှုရရန်သေရေးရှင်ရေးတမျှအရေးကြီးတယ်လို့ခံယူထားတဲ့အတွက် တရုတ်သဘောကျဖြစ်ဖို့ဘာမစို့လုပ်ဖို့ဝင်မလေးကြဘူးလို့ဆိုပါတယ်တခြားလေးလာသူတူကလည်း၎င်းတို့နဲ့ဆက်ဆံမဲ့နိုင်ငံများဟာမစို့စလောက်သားရှိနေတဲ့အတွက်တရုတ်ပေါ်တူး၍မိကိုလာနေရခြင်းဖြစ်တယ်လို့ဆိုပါတယ်တရုတ်ရဲ့တိုင်ဝမ်အရေးပေါ်ဆက်ဆက်ထိမှန်ဖြစ်နေသည်ကိုနောက်ကတန်ရောက်နိုင်နေရသည်ကိုကြည်က၎င်းတို့ရဲ့နိုင်ငံခြားရေးမူဝါဒဟာလွတ်လပ်ခြင်းမရှိတော့တဲ့အထိဖြစ်လာနေတာကိုတွေ့ရတယ်လို့လည်းဆိုပါတယ် ပြည်တွင်းမှာရှိတဲ့တော်လိုင်းအင်အားစုတွေက၎င်းတို့ရဲ့ကိုကြိုစည်းပွားကိုကာကွယ်နေခြင်းသာဖြစ်တဲ့အတွက် ပြည်သူတို့ရဲ့သဘောထားကိုထင်ဟပ်ခြင်းမရှိဘူးလို့သူကပိတ်ချခဲ့ကြပါတယ်။ဂျပန်ဟာမြန်မာအားအကူအညီအများဆုံးပေးခဲ့တဲ့နိုင်ငံဖြစ်ပါတယ်။၎င်းတို့အာဏာသိမ်းပြီးနောက်မှသာအကူအညီများရပ်ဆိုင်းခဲ့ခြင်းဖြစ်ပါတယ်။တရုတ်ဟာမြန်မာမှာဒေါ်လာ22ဘီလီယံယင်းနှိမ့်ညွှန်နဲ့ထားပေမဲ့စင်ကာပူထက်နည်းနေစေဖြစ်ပါတယ်။ စင်ကာပူကတော့၎င်းတို့အကျိုးစီးပွားများကာကွယ်စောင့်ရှောက်ပါလို့တခွန်းတလီမြပင်မပြောတဲ့ပြင်စစ်အုပ်စုကိုရှေ့တန်းမှဆန့်ကျင်ခဲ့တဲ့နိုင်ငံလေးဖြစ်ပါတယ်။စင်ကာပူအခြေစိုက် ISEAS Yusof Ishak Institute မှမြန်မာရဲ့လက်ရှိစီးရေးအခြေအနေကိုလေ့လာတုံးသက်ချက်ထုတ်ပြန်လာခဲ့ပါတယ်။2025ခုနှစ်မှာစစ်တပ်ဟာစစ်မှုမထမ်းမနေရဥပဒေပေါ်အခြေခံ၍အနေအချင်းပြန်လည်ထိုးဖောက်နိုင်ခဲ့ပါတယ်။အဲ့ဒီလိုပြန်လာနိုင်ခြင်းမှာအယက်တာလက်နက်ကိုင်အဖွဲ့များ ဒရုန်းများကိုပို့၍အသုံးချလာခြင်းနဲ့တပ်ဖွဲ့အတွင်းနဲ့တပ်ဖွဲ့အချင်းချင်းပူးပေါင်းဆောင်ရွက်မှုကိုပုံမတိုးမြင့်လာခြင်းကြောင့်ဖြစ်တယ်လို့ဆိုပါတယ်။ကချင်မာ KIA ရဲ့ pocket နဲ့ဗမော်ကိုဝိုင်းရံထားမှုကိုအဆုံးသတ်သွားစေခဲ့ပါတယ်။ထိုဒေသဟာရှားပါမြေသားတပ်တူများထွက်ရှိနေပါတယ်။တရားရခုနဲ့ဇန်နဝါရီလမှစက်တင်ဘာလအတွင်းရှားပါတပ်တူ9200မက်ထရစ်တန်တင်ပို့ခဲ့ရမှာ53ရာနှုန်းဟာမြန်မာမှာဖြစ်ပါတယ်။မဟာပြူဟာအရအရေးပါတဲ့ရခိုင်ပြည်နယ်မှာ ၎င်းတို့ရဲ့တံပြန်ထိုးစစ်ဟာအောင်မြင်မှုမရပဲဖြစ်နေပါတယ်။အင်းအား၄000ခန့်ရှိတဲ့အာရကတပ်တော်ဟာယခုအထိ၎င်းတို့သိမ်းယူထားတဲ့၁၄မြို့ကိုအခိုင်အမာထိန်းချုပ်ထားနိုင်စေဖြစ်ပြီးအေရီးယားအခြေဝန်းအပြင်ဘယ်ဂျီယံထက်ကြီးမားနေပါတယ်။စေအိုဆူဟာတရုတ်နဲ့ရုရှားတို့ကိုပြဿနာဖြေရှင်းရထ၎င်းတို့အားသာလောင်းအောင်သာအားကိုးနေစေဖြစ်တာကိုတွေးရှိရပါတယ်။လက်ရှိစေအိုဆူဟာနိုင်ငံရဲ့20ရာခိုင်နှုန်း30ရာနှုန်းသာအခိုင်အမာထိန်းချုပ်ထားနိုင်စေဖြစ်တယ်လို့ဆိုပါတယ်။ လက်ထက်မှာရှိတဲ့မြန်မာစီးရီအနေထားကိုလိလာနေတဲ့အလန်ရောဘင်ဆန်ကစစ်တပ်ဟာတနိုင်ငံလုံးကိုပြန်ရောက်ဖို့ဆိုဒီကမိတို့မြဖြစ်နိုင်ပွဲမရှိဘူးလို့ဆိုပါတယ်။ပြင်ပမှအလွန်ကြပန်ပိုးလာခြင်းတော်လိုင်းရဲ့အဖွဲ့အစည်းများပြိုကွဲသွားခြင်းတို့ထွက်ပေါ်လာမှသာဖြစ်နိုင်ခြေရှိတယ်လို့ Nikki Asia Review မှာရေးသားထားပါတယ်။အိန္ဒိယမှာတတိပြုရမှာကလက်ရှိတော်လိုင်းရေးကိုဥဆောင်နေတဲ့မြို့သားညီညွတ်ရေးအစိုးရကိုစီလိုအပေါ့ရှာပြစ်တင်ဝေဖန်နေမှုများဟာထိုအနေထားရောက်အောင် တွန်းပို့နေသလိုဖြစ်မိဆိုတဲ့အချက်ပင်ဖြစ်ပါတယ်။အကယ်၍ PDF တရင်များတဲ့မှတရင်တရင်လက်နက်ချသွားသည်ဆိုကအပေတို့ခန်းစားကြရပေမည်နီ။တော်လရင်ကိုနိုင်တော့ကူပါအပြုတ်တော့အကြံပေးပါတင်ကြောက်တော့မိမလောင်ပါစေနဲ့လို့တတိပေးလိုပါတယ်။လက်နက်ကိုင်းတော်လရင်တခုတဲ့အာကိုရင်မရပြည်သူတို့ပူပေါင်းပါဝင်ဖို့လိုအပ်သည်ဆိုကဒေါက်တာတေဇာဆန်းဦးဆောင်တဲ့ဒီမိုကရေစီလှှရှားသူတွေကမန္တလေးဈေးကျွတ်တဝိုက်လှည့်လှုံ့ဆော်ခဲ့ကြပါတယ်။ မင်းအွန်လိုင်းပြင်ဦးလွင်မှမန္တလေးကိုရောက်ရှိလာစဉ်ချိန်ကိုက်လှူရှားခဲ့ခြင်းဖြစ်ပါတယ်။အသက်36နှစ်ရှိတဲ့ဒေါက်တာတေဇာဆန်းကိုဖမ်းမိရန်တရင်ပေးနိုင်သူကိုစုငွေချက်စေတန်းပေးမယ်လို့စေအုပ်စုကကြေညာခဲ့ပါတယ်။ဒေါက်တာတေဇာဆန်းမှတစ္ဆက်ထဆိုသလိုစေအုပ်စုရွေးကောက်ပွဲအားပြည်သူတရက်လုံးမှစန့်ကျင်ကြောင်းကဘာတို့အတိပေးတဲ့အနေနဲ့ဒီဇင်ဘာလ10ရက်နေ့မှာတနိုင်ငံလုံးအတန်တိတ်တပိတ်ဆင်နွှဲရန်လဲလက်ကမ်းဆောင်ရွက်များဖြန့်ဝေကလှုံ့ဆော်သွားခဲ့ပါတယ်။လှုံ့ဆော်လာပြီးဆိုမှတော့ဖြစ်အောင်လုပ်ရပါတော့မယ်။ သို့မဟုတ်က၎င်းတို့ရွေးကောက်ပွဲကိုထောက်ခံနေတဲ့အောင်အတိတ်ပဲဖွင့်လာနိုင်တဲ့အန္တရာယ်ရှိပါတယ်။ကျူဘာအာနာရှင်ကိုအမေရိကန်တို့အခိုင်အမာထောက်ခံနေတဲ့ကြားမှာတော်လိုင်းနှစ်နှစ်သုံးနှစ်အတွင်းအောင်မြင်သွားခဲ့ခြင်းဒီပင်လက်နက်ကင်တော်လိုင်းတစ်ခုတည်းကြောင့်မဟုတ်အပွဲအစည်းပေါင်းစုံညီညွတ်မှုမြို့ကြီးများမှာရှိတဲ့လူထုလှုပ်ရှားမှုနဲ့ဟန်ချက်ညီညီအကောင့်တွေဖော်နိုင်ခဲ့ခြင်းကြောင့်ဖြစ်ပါတယ်။ပြည်သူတို့ရဲ့တရားသောစစ်မုတ်ချအောင်ရမည်လို့ရည်တာထားပါတယ်ခင်ဗျာ။ ဟုတ်ကဲ့ပါအခုလိုသတင်းများကိုနောက်ဆက်ကြည့်ရှုပေးခဲ့တဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်။နောက်ထပ်တော်လိုင်းသတင်းတူများနဲ့ပြန်လာခဲ့ပါမယ်။မြန်မာပြည်သူပြည်သားပေါင်းအကြံဖတ်ဆက်အာနာရှင်စနစ်ဆုလက်အောက်မှာအမြန်ဆုံးလွတ်မြောက်ပြီးတော်လန်နေ့တစ်ကိုချင်းတို့တွင်ရောက်ရှိနိုင်ပါစေလို့ကျွန်တော်တို့တော်လန်သတင်းဌာနမှဆုတောင်းလိုက်ပါရခင်ဗျာ။